မကြသေးခင်ကကျွန်တော်လပခင်းတစ်ခုမှအလို့ရခဲ့ပါတယ်။ကျွန်တော်ကအသက်28နှစ်အရွယ်အမျိုးသားတယောက်ဖြစ်ပြီးတော့ဒီလပခင်းရဲ့မန်နေဂျာအဖြစ်အလုပ်လုပ်ကိုင်မှုတောင်မော်ဒီတာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ကျွန်တော်အမေကတော့ကျွန်တော်အဲဒီမှာတယောက်ထဲနေရမှာဖြစ်တာကြောင့်အရန်ကိုစိုးရိမ်နေခဲ့ပါတယ်။ကျွန်တော်နေရမယ့်နေရာကတောင်မော်စခန်းနဲ့အရန်ဝေးပြီးမှကျွန်တော်တယောက်ထဲနေရတာကိုပြောပါတယ်။ ကျွန်တော်ကောင်မလေးရှိခဲ့ပေမယ့်လွန်ခဲ့တဲ့နှစ်ကသူမနဲ့ပြသွားပြီးခရေကကျွန်တော်တကယ်စိတ်ဝင်စားတဲ့သူကိုမတွေ့မချင်းတယောက်တည်းနေဖို့ကိုပဲဆုံးဖြတ်ခဲ့ပါရယ်။ဇလန်းကိုပြန်ဆက်ရမယ်ဆိုရင်တနင်္ဂနွေနေ့တမနန်ကျွန်တော်လဖက်ခင်းကိုရောက်တော့နောက်ထပ်လှုပ်ဖို့ကိုင်မဲ့တယောက်ဖြစ်တဲ့ Mr. Duff ကအဲ့ဒီနာတဝိုက်ကိုလိုက်ပြခဲ့ပြီးတော့ကျွန်တော်နေရမယ့်ဘင်္ဂလိုစီကိုခေါ်သွားပေးခဲ့ပါရယ်။ဘင်္ဂလိုကတောင်ကုန်းလေးရဲ့ထိပ်မှရှိပြီးတော့နီနာတဝိုက်မှာတောင်တန်းကြီးတွေကလွှဲရင်ဘလို့အရာမှရှိမနေခဲ့ပါဘူး။ ျွန်တော်ရဲ့ကမ်ပရင်ပေါက်ကနေမြင်ရတဲ့မဆောင်နေတဲ့ခြံဝန်းတွေကအသက်ရှူမှလာအောင်ကိုလှပါတယ်ကျွန်တော်ဒီလိုလပတ်ခေထုတ်တဲ့လုပ်ငန်းတွေမှာလုပ်ကင်ခဲ့ဘူးပြီးတော့ဒီလုပ်ငန်းတွေကနေဘက်ဆိုရင်အလုပ်တွေရှုံနေတတ်ပြီးတော့နေဝင်ပြီးတဲ့နောက်ညဘက်တွေဆိုရင်ဒီတိုက်တန်နဲ့ပြည့်အော်ဆန်ကလွှဲရင်တိတ်ဆိတ်နေတတ်ပါတယ်။ပထမတစ်ပတ်မှာတော့ဘာပြဿနာမှမရှိတာကြောင့်ကျွန်တော်ဒီအထူးကြံစွာနေရတဲ့ဘဝကိုစတင်ပြီးတော့သဘောကျလာခဲ့ပါတယ်။တညမှာတော့ရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ တရားရောက်ခတ်တူတူသချင်းကြီးတန်ကြောင့်ကျွန်တော်နိုးလာခဲ့ပါတယ်ကျွန်တော်တေချာနှောင်းကြည့်လိုက်တဲ့အချိန်မှာအမျိုးသမီးတယောက်ရဲ့အတန်ဖြစ်နေပြီးတော့အဲ့ဒီတချင်းကြီးတန်ကအနေငယ်ထူးဆန်းနေခဲ့ပါရယ်။တန်ကဘန်ဂလိုအပြင်ကလာတာဖြစ်ပြီးတော့ဒီအတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံးနိုင်တာဘာမှမရှိခဲ့ပါဘူး။ဒါကအနီးအနားကရွာကကောင်မလေးတယောက်ဖြစ်လိမ့်မယ်။သူကဲ့သို့တွေးပြီးတော့ညတကောင်အချိန်မှာသူမနိုးလာပြီးတော့တောင်ကုန်းတွေမှာရှောက်သွားနေတာကတကယ်ကိုပဲထူးဆန်းပါရယ်။ကျွန်တော်လစ်လူရှူလိုက်ပြီးတော့စက်အိတ်လိုက်ပါရယ်။ နောက်နေ့မနက်ကျွန်တော်အလုပ်စောစောရောက်တော့အရေးကြီးတဲ့ဆောင်ရွက်စာရမ်းတွေကိုအပြီးသက်ကစောစောပြန်ဖို့ကိုပဲဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်လက်ဖက်ခင်းရဲ့ဂိတ်ပေါက်ကို Mr. Tuff နဲ့အတူရှောင်းလိုက်ပြီးတော့ကျွန်တော်အိမ်မရောက်ခင်နေရာနဲ့လက်ဖက်ခင်းရဲ့လန်ဒန်နေရာအရောက်မှာဒီဘန်ဂလိုနားမှာရွာရီဘာတွေများရှိသေးလား။ Mr. Tuff ကကျွန်တော်ကိုဆက်ရှုပ်သွားတဲ့ပုံစံနဲ့ကြည့်လိုက်ပြီးတော့မရှိပါဘူးဒီအနာတဝိုက်မှာဘယ်သူမှမရှိဘူး။ဘာလို့မေးတာလဲ။ဘာမှမဟုတ်ပါဘူးမင်းညာကကျွန်တော်အခန်းကနေဂျိုင်းဝမ်းနာမှာကောင်မလင်းတယောက်ရဲ့တခြင်းဆူတန်ကိုကြားလိုက်လို့ ။သချင်းတန်ဆိုရတဲ့ထူးဆန်းတဲ့အတန်နဲ့ညင်းနေတာ။မစ္စတာဒက်ဖ်ကရုတ်တရက်ထူးဆန်းတဲ့ပုံစံဖြစ်သွားပြီးတော့ဇီကွတ်ဒါမှမဟုတ်တောင်ပေါ်ကဒရိတ်ဆန်တကောင်ရောရဲ့အတန်ပဲဖြစ်ပါလိမ့်မယ်။ဘာမှမရှိဘူးဆိုတာသိကြပါရစေ။သူကစကားကိုစိုးအောင်မပြောတာကြောင့်ကျွန်တော်စိတ်ထဲမှာသိရင်စိတ်တွေနဲ့အင်ပြန်ခဲ့ရပါရစေ။အဲ့ဒီညညစာစားပြီးတဲ့နောက်ဒီညကျွန်တော်အတန်ကိုကြားရတဲ့အခါမှာအိမ်အပြင်ကိုထွက်ကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ ညနေနိုင်လောက်ရောက်တော့တယောက်ယောက်ရဲ့တချင်းကြီးနေတဲ့အတန်းဟိုနေကကြားရတဲ့အမျိုးသမီးရဲ့အတန်းလိုမျိုးဖြစ်တာကြောင့်ကျွန်တော်ဝရန်တာကိုထွက်ကြည့်ခဲ့ပါတယ်တောင်နှန်းကြီးတွေကိုလေပြည်အေးလေးတွေရဲ့လာရောက်ဖြိုဖြိုရင်းနဲ့မျိုးတွေကဂျိုင်ဝမ်တစ်ခုလုံးကို ဖုံးလွှမ်းနေတာကိုပဲမြင်တွေ့ခဲ့ရပါတယ်။ကျွန်တော်ဘင်္ဂလိုပေါက်ဖက်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဒေသခံကောင်မလေးကအနားနားမှာရက်နေတာကိုတွေ့လိုက်ရပါတယ်။သူမကကျွန်တော်ကိုတက်တက်ကြည့်ပြီးတော့ပြုံးပြနေခဲ့ပါတယ်။ သူမရဲ့အပြုံးကကျွန်တော်ရဲ့စိတ်ကိုထုံထိုင်းစေခဲ့ပါတယ်။ကျွန်တော်အချိန်ဘလောက်ကြာအောင် မတက်ရက်ပြီးတော့သူမကိုရကြည်မိနေခဲ့လဲဆိုတာကိုမသိခဲ့ပါဘူး။သူမရဲ့တချင်းကြီးတန်ကိုကြားပြီးတော့သူမလက်ကိုဝေယံကလှမ်းခေါ်မှာမင်းကူညီလူသေးလားစင်ပြေလားသူကဲ့သို့ကျွန်တော်အော်ပြောခဲ့ပါတယ်။သူမကဘာတခုံးမှပြန်မဖြေဘဲနဲ့အဲ့ဒီမှာဆက်ပြီးတော့ရက်ကပြုံးပြနေခဲ့ပါတယ်။သူမကလှရယ်ဆိုတော့ကျွန်တော်ပြောနိုင်ပါတယ်။ဒါပေမဲ့သူမလုံနေတဲ့ပုံစံကသူမကိုထူးဆန်းအောင်လုပ်နေရပဲဖြစ်ပါတယ်။ ။သူမရဲ့သပင်အရှိတွေကလေးပေါ်မှာဝဲနေခဲ့ပြီးတော့သူမကကျွန်တော်ကိုထတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကျွန်တော်မတွန်းလန်နိုင်တော့ဘဲနဲ့အင်းအပြင်ကိုထွက်သွားခဲ့ပါတယ်။ကောင်မလေးကကျွန်တော်နဲ့ခြေလန်း15လမ်းအကွာအပြင်မှာရပ်နေခဲ့ပါတယ်။ကျွန်တော်အေးဆက်တဲ့ခံစားမှုကိုခံစားလိုက်ရပြီးတော့တခုခုကကျွန်တော်နားကိုကပ်ပြီးတော့သူမနောက်ကိုလိုက်ဖို့အတွက်စက်တိုက်ကိုတွန်းပို့နေခဲ့ပါတယ်။သူမကတခိခိရင်နေခဲ့ပြီးတော့ဒီလိုရေတံကတောင်ချားတစ်ခုလုံးမှာပဲ့တင်ထန်နေခဲ့ပါတယ်။ ိနော်သူမပြောပြလာတာကကျမလမ်းပြောင်းနေလို့ပါအမောင်ထဲမှာကျမအိမ်ပြန်မှုလမ်းရှာနေတာရှင်ကျမကိုကူညီပေးနိုင်မလားကျွန်တော်သူမပြောတော့ကိုညင်းဆိုဖို့လမ်းမရှိခဲ့ပါဘူးဒါကြောင့်ကျွန်တော်ခေါင်းညိတ်လိုက်ပြီးတော့သူမရဲ့ကြည်လင်တဲ့အသံလေးနဲ့ထပ်ပြောလာခဲ့ပါတယ်ကျမရဲ့အိမ်ကဂျိုင်းဝမ်းအောက်မှာကျမအဲ့ဒီကိုတယောက်ထဲသွားဖို့ကြောက်နေတာကြောင့်ရှင်ကျမနဲ့အတူလိုက်ပေးနိုင်မလားဘာရီဖြစ်သွားလဲဆိုတာကိုကျွန်တော်မသိပေမဲ့အင်းလုံးမပြောနိုင်ခင်ပါပဲကျွန်တော်ခြေောက်တွေကသူမနောက်ကိုလိုက်သွားခဲ့ပါတယ် ကျွန်တော်ရှိကကောင်မလေးကတချင်းကြီးရင်းနဲ့အရှိကနေလျှောက်သွားခဲ့ပြီးတော့ကျွန်တော်ကတော့ဘာမှမတွေးတော့တဲ့ကလေးတငယ်တယောက်လိုသူမနောက်ကိုလိုက်သွားခဲ့ပါတယ်။သူမလမ်းလျှောက်တဲ့အချိန်မှာသူမရဲ့ခြေထောက်ကမြေပြင်ကိုမထိပဲနဲ့လေထဲမှာလမ်းလျှောက်တလို့မျိုးဖြစ်နေခဲ့ပါတယ်။ကျွန်တော်တို့ဒီလိုဆက်သွားနေရင်လည်းသူမကတချင်းကြီးရာကိုရှက်လိုက်ပြီးတော့မဆောက်နေတဲ့ခြံဝန်းရှိတဲ့တောင်တန်းစီကိုရှောက်သွားနေတာကိုမြင်တွေ့လိုက်ရတာကြောင့်ကျွန်တော်မျက်နှာပြင်တစ်ခုလုံးသွေးရည်ဖြည့်ဆည်းသွားခဲ့ပါတယ်။ သူမကဒီလိုရှောက်ရုံနဲ့မကဘဲနဲ့သူမရဲ့တဘာဝလွန်စွာအားရိနဲ့ကျွန်တော်ကိုဆွဲထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီလိုသာဆက်လိုက်နေမယ်ဆိုရင်ခြေချော်ပြီးတော့ဒီနဆိုင်တဲ့ဂျိုင်ဝမ်တွေကိုကြားသွားမှာပဲဖြစ်ပါတယ်။ဒီလိုဆိုဘသူကမှလည်းကျွန်တော်ကိုခြေရခံနိုင်မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ကျွန်တော်တုံလှုပ်နေတဲ့လေတံနဲ့မင်းငါ့ကိုဖေကိုခေါ်သွားတာလေ။သူမကရုတ်တရက်လှည့်လိုက်ပြီးတော့ကျွန်တော်ဘက်ကိုလှည့်ကြည့်လာခဲ့ပါတယ်။သူမရဲ့လှပရိမျက်နှာလေးကအခုမကောင်းဆိုးသောပုံစံလိုဖြစ်သွားခဲ့ပါတယ်။ သူမရဲ့မျက်လုံးတွေကပြူးထွက်နေခဲ့ပြီးတော့မျက်နာဘောကအရှိပြားတွေကတွန့်ကအယူးတွေငေါထွက်နေခဲ့ပါတယ်။သူမကမကောင်းဆိုးဝါးတန်နဲ့စတင်ရင်မောလိုက်ပြီးတော့ကျွန်တော်လက်ကိုဆွဲလိုက်ပါတယ်။ကျွန်တော်ကြောက်လန့်ကအွန်လိုက်ပြီးတော့သူမလက်ကနေလွတ်ဖို့အတွက်ရုန်းကန်နေခဲ့ပါတယ်။ဒါပေမဲ့သူမကဆက်ဆွဲထားတော့မှဖြစ်ပြီးတော့တောင်းရဲ့အစွန်နေရာစီကိုခေါ်သွားခဲ့ပါတယ်။ ကျွန်တော်တည်ခြင်းနဲ့နေကနေပြီဆိုတာကိုသဘောပေါက်လိုက်ပြီးတော့ကျွန်တော်တို့အစိုးနေရာမရောက်ခင်ပါပဲအခြားတစ်ဖက်ကနေကျွန်တော်ရဲ့လေကုတ်ကိုဆွဲချတာကိုခံစားလိုက်ရပါတယ်ကျွန်တော်တုံးလုံးခြောက်ချနေတာကြောင့်အမြင်အာရုံတွေဝေဝါရင်းကနေ Mr. Duff ကိုနောက်ဆုံးတွေ့လိုက်ရပါတယ်နောက်နေ့ရောက်တဲ့အချိန်မှာကျွန်တော်ပြန်လို့လာခဲ့ပြီးတော့ Mr. Duff ကကျွန်တော်ရဲ့အိမ်ယာပြီးမှထိုင်နေခဲ့ပါတယ်အဲဒီနောက်ဆရာဝန်ကကျွန်တော်ကိုစစ်ဆေးနေခဲ့ပါတယ် ဒီနေရာကဟိုအရင်နေ့ကကျင်းစာမိနေတဲ့နေရာဖြစ်ပြီးတော့ဒေသခံကောင်မလေးတယောက်ကကိုကိုကိုတီချောင်းကြံစီခဲ့ပါတယ်။အဲ့ဒီကလေးကသူမရဲ့ဝိညာဉ်ကအမျိုးသားတွေကိုမြှို့ဆွယ်ပြီးတော့ဘင်္ဂလိုအနီးကျောက်စွန်းကနေတွန်းချဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။မင်းသူ့ရဲ့ထောင်ချောက်ထဲဝင်သွားတယ်လို့ငါထင်ပါတယ်။ဒါကြောင့်ငါမင်းညားကမင်းရဲ့ဘင်္ဂလိုစီကိုလာခဲ့တာ။တောင်းပန်ပါတယ်ငါမင်းကိုစောစောပြောခဲ့တင်တာ။ကျွန်တော်ဘာစကားတစ်ခုမှမပြောနိုင်မနေနင်းမြန်ပြန်ကောင်းလာဖို့ကိုပဲမျှော်လင့်ခဲ့ပါတယ်။ အဲ့ဒီနောက်ကျွန်တော်အလုတ်ချက်ချင်းထွက်လိုက်ပြီးတော့ကျွန်တော်ဒီကြောက်စရာကောင်းတဲ့နေရာကိုဘရောမပြန်မသွားခဲ့ပေမယ့်အဲ့ဒီညကသူမရဲ့ပြည်တင်ထန်နေတဲ့တံကိုကျွန်တော်နားထဲမှာကြားနေရတော့မှာပဲဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စားတဲ့နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်